Hey guys, ခင်ဗျာဖြစ်ပါတယ်ခင်ဗျာဒီနေ့ blog လေးရနေအားလုံးပြန်လာချစ်စလိုက်ပါတယ်ဒီနေ့ blog လေးကတော့အရင် blog လေးနဲ့တူဝင်နေနည်းနည်းလေးပို့ပြီးထူချပါတယ်ဘာဖြစ်လို့လဲဆိုတော့ fan girl လေးတယောက်လို့ရောညီမလေးတယောက်လို့ရောအရောက်ခင်ရိုင်း community တယောက်နဲ့ခင်ဗျာတော့တိတ်ရှဲရမလို့ blog လေးကထူချရလို့ပြောပါပါဒါလေးကတော့ blog အစားလေးပဲဖြစ်ပါတယ်ခင်ဗျာကျတော့အမေမီလေးရဲ့အိမ်မှာချိန်ထားပါတော့ခင်ဗျာကျွန်တော်ကဖျားသွားရင်လည်းအမေမီလေးကိုအိမ်ကအရင်နားမှာပဲဖြစ်တဲ့တော့ကြောင့်မလို့ကိုယ်နဲ့တော့တွေ့မှာပဲဖြစ်ပါတယ်ဒီ blog လေးကိုကြည့်ပြီးဆို င်းများနည်းနည်းလေးဒီထားမိမယ်လို့ထင်ပါရဲ့ဟုတ်ပါရဲ့ခီတီစပင်းညလိုက်ပါပြီဒီပင်းဒီလိုအတိုးလေးဖြစ်သွားပြီပေါ့နော်ခီတီရဲ့အကောင့်ကိုတော်တော်ကောင်း follow ထားတဲ့သူလေးကတော့တီဗီအကြပ်လို့ထင်ပါရဲ့ဒီ blog လေးကတော့လောက်တာနည်းနည်းနောက်ကျသွားပါလိမ့်ဟာကြော်လီမကြည့်ချင်တဲ့ကြီးချောက်ပါလို့လဲဆိုတော့သွားနေလမ်းတစ်လျှောက်တော့ဆဲလို့ရှာနေရေဆိုတာလေးကိုပြချင်လို့ပေါ့နော်ရုပ်ကဆက်ဖြီးဖြီးနဲ့ဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးပေါ့နော်ရာသီဥတုကတော့ခီတီလိုပဲမပါပါဘူးမိုးရနေပါရဲ့ဒါပေမဲ့လည်းရအောင်သွားတိခဲ့ပါရဲ့ဒါကတော့ဖုံးဆက်ဖို့ပြင်မရှိရ န်နဲ့မုတ်ဆိုင်မှာမုတ်ဝင်နေတော့ခွဲလေးချစ်ဖို့ကောင်းလို့ပါဒါကတော့အမီမီလေးရဲ့လန်တိတ်ရောက်ပြီဆိုရဲ့အကြောင်းလေးပေါ့နော်လန်တိတ်ဆိုရင်တော့တော်တော်လေးအတွင်းထဲဝင်လိုက်ရပါတယ်လန်လေးတော်တော်လေးရှောက်လိုက်ရပါတယ်ရှင်လန်တွင်းထဲရောက်ပြီဆိုရင်လန်မမှာထွက်ပြီးတော့စောင့်နေပြီးအမီမီလေးကိုတွေ့ပြီပေါ့နော်ခတိလာတွေ့ရတယ်ပြီးပြီးတော့အခုလိုမျိုးနှုတ်ဆက်ရပါတယ်အဲ့ဒါနဲ့နေအောင်တွေ့ရတယ်ဖတ်ကြတော့ကင်မရာအခုလိုမျိုးပဲဖြစ်သွားပါတယ်ပေါ့နော်ကြည့်ခုဆိုရင်တော့အခုလိုတွေ့ရဖို့ကွာ၃ရက်လောက်ချိုးချင်းပြီးတော့အရင်နေ့ ွေ့ချင်နေကြတဲ့နေရာတို့တွေ့ရတဲ့အခါမှာတော့အီးကြီးမုံမောပါပဲသူတို့တရားလို့လည်းခီးရဲ့အရင်ကိုပြောပါရဲ့ခီးကိုလက်ဆောင်တွေအများကြီးပြုလို့လည်းခြေသူအများကြီးတင်ပါရဲ့တော့ခီးရဲ့ဒီဘလော့လေးကနေထပ်ပြီးပြောလိုက်ပါရဲ့ဒါလေးကတော့ခီးတို့အမီလေးရှင်နေရပြန်ပြီပေါ့နော်ဒါကတော့သူတွေပြုလိုက်တဲ့လက်ဆောင်တွေဖြစ်ပါရဲ့တီချာလေးကိုခီးဒီကိုင်လာပေါ့နော်အရင်နေ့သဘောကျလို့ပါနောက်တော့ခီးတို့ကဘေဘီကိုရိုင်းလည်းပြုပြရဖြစ်တဲ့အတွက်ကြောင့်မလို့ဖီမီနဲ့တူတူပေါ့နော်ရှီတကုန်ဖီးရပေါ်တက်ပါရဲ့ဒီတစ်ခါကတော့ဖီးရပေါ်နင်းလေပဲလေးတက်ဖြစ်တယ်ပေါ့ ိုးနှစ်နိုင်ခွဲဝင်ချင်းလာပြီးခီရူဖျားပေါ်ရောက်ပါတယ်ဖျားပေါ်မှာတော့မင်းမင်းနဲ့မမဆောင်နေပါတယ်နောက်တော့ခီရူကိုဖျားပေါ်ရောက်ရောက်ချင်းမနောဒီဘက်ဖီမြမရှိရဲ့နာနေဆောင်လို့လည်းခေါ်လို့ရသူတို့တဆောင်လည်းခေါ်လို့ရမထင်တယ်ဘောနောအမပတ်သွားရင်ကလပါအဲ့ဒီနေရာလေးမှာခီရူမီတာဆိုရင်ခဏနာပြီးတော့နေလေဆာဆာကြပါတယ်ပြီးတော့အမနီနီနဲ့ဆုနာမီမီလီပီခဲလို့ဆောင်ထုတ်ကြရချီဆိုတော့ကွာအထင်းမှာဘာလေးဘာလေးခီဒီအရင်သိချင်တာနဲ့အမပဲတခါဖောက်ခေပါအဲ့အထဲမှာဘာလေးဘာလေးဆိုတော့သိချင်တော့ခီနောက်ထပ် ီဒီယိုတက်တက်လေးနဲ့တင်ပေးပါမယ်ဘာလို့လဲဆိုတော့အထက်မှာပြချီးပြအရန်များတော့ကွာအများကြီးပါအများကြီးဆိုဗီဒီယိုတက်တက်လေးလုပ်ပေးချင်လို့ပါဒါကတော့ရှင်တို့လေးရဲ့ခီဒီယာပေးမရနေရပဲဖြစ်ပါတယ်နောက်ပြီးတော့ခီဒီ ဒီဘလော့လေးနဲ့အတူတူပေါ့နော်ရွှေတကောင်ဖျားကိုနိုင်ရရဲ့ကြောင်းရင်ရှိပါရဲ့အဲ့ဒါတော့ခတိစပင်ကိုပေါ့နော်ဖြတ်ပြီးရောရောင်းလိုက်ပါရဲ့ရောင်းပြီးရောရတဲ့ငွေကိုခတိဖျားမှာအလူလေးလာလောက်တာပေါ့နော်ညာတီသူကတော့မိုးရွာနေရဲ့ဆိုပေမဲ့တော်တော်လေးကိုနေလို့ကောင်းပါရဲ့မိုးရွာနေရလေးတစ်ခုပဲပေါ့နော်နောက်တော့ခီလိုအလူလုံးမယ်ဆိုရင်ရွှေတင်ငန်းကတ်လို့ရရင်မင်းကလေးလေးရွှေတင်ငန်းကတ်လို့ရရဆိုရင်တခါမှမကတ်ဖို့ကနေခီလိုကတ်မယ်ဆိုပြီးတော့ရွှေတင်ကန်းဝယ်လိုက်ပါရဲ့နောက်တော့ခီလို ဖះဆောင်နေနေဝင်နေဝင်ပြီးတော့ဖះရှိခိုးပူဇော်လိုက်လုပ်ခဲ့ပါရဲ့ပြီးတော့အမှပဲရှင်တင်ကန်ကျလို့ရတော့ရှင်တင်ကန်ကိုယ်တိုင်ကခဲ့ပါရဲ့ဒါကတော့ခတိရဲ့ဘလော့တိုင်းကြီးပါမှာပါရဲ့ခတိရဲ့မမပဲဖြစ်ပါရဲ့ဒါကတော့ရှင်တကုံဖះပုံမှာပေါ်တော့လူလဲနေနေပြီးတော့မိုးရွာနေတဲ့အချိန်လေးတိမ်းမှမြင်ရတဲ့ဖြူလေးကတော်တော်လေးတော့တက်ပေးပါရဲ့နောက်ပြီးတော့ခတိရဲ့ တဲ့ဂျာတာပတိတောင်းဝင်းမှာခီရီကိုအိတက်ပိုက်ခဲ့ပါတယ်။နောက်တဲ့လူလေးထက်လို့ချင်းတရားနဲ့ခီရီရီအလူခံဌာနကိုထပ်ပြီးတော့ခဲ့ပါတယ်။အမှားကြတော့ခီရီရီကဂျာတာပတိနိမပေါ့နော်ရှီရီကုန်ကုန်းတော်ပတ်လည်မှာအညာပလေးအစ်မီကိုပေါ့နော်တညာတာအနေနဲ့ အလိုခံစရိတ်လေးကိုပေါ့နော်လူဖြစ်ခဲ့ပါတယ်။ခီတီကမိဘတွေကိုအမှုထားပြီးရောဒီလူလေးကိုလူဖြစ်ခဲ့ပါတယ်။အဲလူပြီးရခမလည်းခုလိုမျိုးလေးပေးရဖြစ်တဲ့တကြောင့်မလို့အိမ်မှာပေါ့နော်ထားလို့ရရပေါ့နော်။နောက်တော့အဲ့နားမှာပဲဖျားဖူးလန်းညို့ဆိုပြီးရောခုလိုမျိုးလုပ်ပြီးထားတာတွေ့ရနေခီတို့တွေလည်းနည်းနည်းပါးပါးဝင်ပြီးရောဆက်စပ်ခဲ့ပါသေးတယ်။ဒါကတော့ခီတီပေးဝဲတာတာပေးဝဲတော့ချင်ပေါ့နော်။အမြင်နဲ့လိုက်ဖို့ပေးခီတီရဲ့ဖြစ်ဖြစ်ပါခီတီအခုဆိုရင်တော့ခီတီကဖျားနေပြန်ပြီပေါ့နော်။အပြင်မှာဖိတ်ဆိုင်ရနဲ့ အရင်ကစားကောင်းတဲ့မုတ်ဆိုင်လေးမှဝင်ပြီးတော့ဝါဒီဆက်ခဲ့ပါသေးတယ်။ဒီကိမုတ်ဆိုင်လေးတော်တော်လေးကိုစားကောင်းပါရဲ့။ဖီလေးတံမီတော်လေးရလေးတော်တော်လေးကောင်းတော့မလို့ခရီးအရင်ကိုချိန်ပါရဲ့။အဲ့တော့ခရီးရဲ့ဘလော်လေးရတော့ဒီလောက်ပါပဲ။ဆုံးလေးရှိရှိပြီးတော့အားလုံးကျေးဇူးတင်ပါရဲ့။ခရီးနဲ့သူတို့တို့ချင်းနဲ့မိလေးရတော့ဝမ်တီပေါ့နော်။တနင်္လာနေ့ရောက်ခရီးနဲ့သူတွေ့ကြပါမယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ Bye bye.